င်းနေရတော့ကျွန်တော်ပတ်စံ3000ပဲယူလာဆိုတော့ကျွန်တော်မှားရအင်းနဲ့လောက်ပါမလားတော့မသိဘူး။ကြံနဲ့ကျွန်တော်ရှန်စီတို့ကြံနဲ့ကျွန်တော်ရှန်စီတို့ကိုစားမယ်လို့ကကြီးလေးနဲ့ညှက်စားပါဗျာ။တော့ကကြီးကချပီးတယ်ဟာ။တော့ကကြီးကချပီးတယ်ဟာ။တပတ်ကြ။နော်ကြ။ ားလုံးပဲမင်္ဂလာမနက်ခင်းပါအာကျွန်တော်ရောက်နေတာတော့အခုကတော့ဒါ46လောင်းကိုကျွန်တော်ရောက်နေတာအဲဒီဘက်မှာဆိုလို့ရှိရင်တော့အနော်ရထလမ်းရှိရဒီဘက်မှာဆိုလို့ရှိရင်တော့မဟာဗန်နူလာလမ်းရှိရအဲ့ဒီလမ်းတစ်ခုရဲ့ကြားပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ bro အခုတွေ့ရတဲ့အတိုင်းပဲဒီဆိုင်ပေါင်းစုံပေါ့နော်တော့တော့မနက်မဟုတ်ပါဘူးဒီနေ့လည်ညနေလောက်ဒီဒီဆိုင်နဲ့ရောင်းချတာတော့ကျွန်တော်သိရဒီမှာဆိုင်ပေါင်းစုံရှိရစားစရာမျိုးစုံလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့လာစားတာဘာလဲဆိုတာ bro သိလားတန်ကတော့နေမကောင်းတော့တာနည်းနည်းလေး အစမပြေဦးချောင်းနေလဲဇိုးနေလေ46လမ်းနိုင်စောထမင်းမောင်းလဲရှိရဲဒါပေမဲ့ကျွန်တော်နောက်နေ့မှလာစားအောင်မယ်ဒီမှာကျွန်တော်ခုလာစားတာတော့ရှေ့ရဆိုင်ပါဒီဆိုင်နာမရတော့မြကြီးနာခေါက်ဆွဲဆိုင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဂျုံစီချက်ရှမ်းခေါက်ဆွဲစံသီးစံပြမီးရှိတောကြက်မြစ်ချင်ခေါက်ဆွဲကြက်ပေါင်နံရိုးပေါင်ကြက်ချီတော့ပေါ့အဲ့လိုမျိုးရရတယ်ဆိုတော့ပုံမေးကြည့်လိုက် အန်ဒီမင်္ဂလာပါကျောင်းကျန်သေးရလားအာရှိတယ်ရှိတယ်စော်သေးတယ်ဆက်တော်နိုင်အထိဆိုတော့အော်ဆက်တော်နိုင်ဒီဆိုင်ရဘယ်ချိန်တော့ဖွင့်လဲ6နာရီခွဲကနေ7နာရီအော်6နာရီခွဲနေ7နာရီအထိဖွင့်လဲဒါပေမဲ့တခုတတိထားပါတနင်္လာနေ့အင်္ဂါဆိုင်ပိတ်တယ်ဒါအပတ်စဉ်ပေါ့နော်အဲဒီလိုမျိုးကျန်တဲ့နေ့ရတော့ဖွင့်တာပေါ့ဟုတ်တယ်ဟုတ်တယ် တော့ကြက်မြှင့်ချင်ခေါက်ဆိုရဲအဲ့ဒါအရန်စားလို့ကောင်းတယ်ကျွန်တော်လည်းစားစားတော့စားကြည့်ပြီးွားပြီဒါပေမဲ့ဘရိုတို့ကျွန်တော်ပြောပြချင်လို့တမင်ကထက်လာစားတာဆိုတော့ကျွန်တော်အဲ့လေတပွဲလောက်လုပ်ပြီးွားဟုတ်လုပ်ပေးမယ်အဲ့ဒီဟိုကဖွင့်တာဘယ်လောက်ကြာပြီလဲဒီမှာဒီနေရာမှာကျတော့10မိလောက်ရှိပြီတခြားနေရာမှာစဖွင့်တာနဲ့ဆိုရင် အခုနဲ့ဆိုရင်နှစ်ပေါင်း20ရှိတယ်ဒီနေရာမှာ10နှစ်ရှိွားပြီနော်ဘရိုအဲ့ဒါကောင်းလားမကောင်းလားကျွန်တော်မမေးနဲ့တော့မကောင်းမဲနဲ့ဘာမှမရအောင်ဟာ10နှစ်ကျော်ကြံတဲ့နေရာမှာလည်းဖွင့်တာဆိုစုပေါင်းအနှစ်20လောက်ရှိပြီ ဆိုတော့ကျွန်တော်လည်းတော့ဘိုက်စာနေပြန်ဒီဆွဲပြီเนาะဟုတ်ဆွဲမယ်စာစီးတပွဲအရင်လုပ်ပေးโอเคဟုတ်ဝါဝါဝါကဲခုကတော့ကျွန်တော်စားကျင်တာရောမှားပြီးွားရေဒီနေ့ကတော့ကျွန်တော်ပတ်စံ3000ပဲယူလာဆိုတော့ကျွန်တော်မှားရရင်လည်းလောက်ပါမလားတော့မသိဘူးကျွန်တော်အခုကဘာမှားတာလဲဆိုတော့ဒါကတော့ တော့ချက်မြင့်ချင်ခေါက်ဆွဲပေါ့နော်ဒါသူတို့ရဲ့မြေကြီးနားခေါက်ဆွဲလို့သိရတယ်ပြီးတော့ကျွန်တော်ဝမ်းနံရောပေါင်းมาတာတယ်ချက်ပေါင်းมาတာတယ်ပြီးတော့ဒါကတော့ဂျုံစီချက်ပေါ့နော်ကြံနဲ့ကျွန်တော်ရှန်စီလို့ကြံနဲ့ကျွန်တော်ရှန်စီလို့ရှန်ခေါက်ဆွဲလို့ဘာညာကတော့ဒါဘရိုသိပြီသားဆိုတော့ကျွန်တော် trade do စားပြမနေတော့ဘူးကျွန်တော်ဒီနေ့ဘရိုတို့ညှိုးညင်တာဒီရပဲတော့ချက် ါတယ်မြစ်ချင်ကြက်ပေါင်းလာပါလားမသိကြက်ပေါင်းခောက်ဆွဲပေါ့ဗျာအရင်မဆွဲခင်ဒီတန်းမှာ तू อ่ะဒီမှာဗျာမြစ်ချင်လေးလည်းပါတယ်ကြက်ကိုမှ तू တော့ကြက်ပေါင်းပေါ့နော်အဲ့လိုမျိုးပါမယ်ပြီးတော့နည်းနည်းအရင်မှွေလိုက်မှာနော်မှွေပြီးတော့ကျွန်တော်ဘာမှအဲ့အဆက်လေးပိုင်းမထည့်ခင်ကျွန်တော်သူ့အရေးလေးကိုအရင်မြည်ကြီးလိုက်တော်မြင့်ချင်ပါရဲ့ခါကျချင်းချင်းလေးနဲ့မိုက်တယ်ဗျာတဲ့မဟုတ်လို့မျိုးအဲချိုချိုကြီးမဟုတ်ဘူးဗျာတဲ့ချင်းချင်းချိုချိုစိမ့်စိမ့်လေးပေါ့နော်သူ့ရည်လေးကအဲ့လေးကဒီ ခေါက်ဆွဲလုံးဝအနှစ်သာပြောပါအရင်ကြီးပြီးတော့ခေါက်ဆွဲဘက်လေးဆွဲကြည့်လိုက်ခေါက်ဆွဲကတော့အမျိုးမျိုးမာလို့ရတယ်ဒါပေမဲ့ကျွန်တော်အခုစံစည်းခေါက်ဆွဲမာတာပေါ့နော်ဒီမှာတော့အချင်းုံတော့နှစ်မျိုးပေးထားတယ်ကျွန်တော်ရှမ်းကျင်ပေးတာဒီမှာကော်ဖီရှင်ပေးတာပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်သဘောကျတာဗာလဲဆိုတော့အဲဒီလိုခွက်လေးပေးထားတယ်ဆိုတော့ဒီခွက်လေးတွေကိုထည့်ပြီးစားပေါ့ဗျအဲ့တော့ဒီမှာတန်တဲ့အချင်လေးလဲဒါမပြည့်ရတော့ဘူးပေါ့သိရမလားခါကျရင်အဲ့လိုတချို့ရကြဒီတူကြီးနဲ့ဗာညာဒီတော့နှိုက်တော့ အဆင်မပြေဘူးလေကြံတဲ့လူကြံတဲ့အားရအော်ဒီလိုလေးခွဲထည့်လိုက်နော်စားမယ်ဆိုလို့ရှင်တော့အဲ့လိုစနစ်လေးလုပ်ပေးတာအဲ့ဒါလေးတော့သဘောကျစရာတယ်ဒါတော့ copy ချင်ပါတော့နော်တော့ copy ချင်နဲ့တွဲစားတဲ့ဒါမှငရုတ်ပြီးအစိမ်းတော့အချင်ပေါ့နော်အဲ့ဒါလေးလေတော့တခြားလကရင်နဲ့စိမ်လာပေါ့အဲ့ဒါလေးလည်းရှိတယ်ငရုတ်ဒီတော့ယူလိုက်အောင်ငရုတ်ဒီတော့ကျွန်တော်ကအရင်ကြီးတော့အဆက်တော့စားနိုင်တယ်တဲ့မပါဘူးဒါပေမဲ့အဆက်မစားပြန်ရင်လည်း ်အနည်းငယ်လိုအပ်ချက်ရှိရင်တော့နည်းနည်းလေးထည့်လိုက်ရဆက်တယ်တူကင်နာကတော့နော်ကျွန်တော် program တွေကြည့်နေကြကျွန်တော်ရဲ့ဒါအချစ်တော်လေးဆိုလို့ရှိရင်သိတယ်တူကင်နာကိုလည်းသိခံမိစစလေးဖြစ်သွားတာပုံမိုက်လာမခေါတော့လေးလာလာချပြအဲ့ဒါတော့ဘောကိုကိုစားမယ်လို့ကကြီးလေးနဲ့ညှစားပါဗျာပြန်ကကြီးကချပါလေဟာကကြီးကချပါလေဟာ

မြင့်ချင်အရသာရဲ့အချင်တက်လေးရောမြင့်ချင်အမွေးနံလေးရောနဲ့ငယ်မိုက်တော့ချက်ပေါ့နော်ညွတ်ချက်မဟုတ်စီပီချက်မဟုတ်ပေါ့နော်အဲ့လေးရလေဟင်းချိုးနာမိတတ်တာတူနဲ့ညရတော့နဲ့တိုင်ပလို့စွန်းနဲ့မစားရတော့ဝါခေါလေသားပါကျွေးပြ။ဘယ်မမွာလဲ။ 多吉利喏，啥个喏，多只 <desp lawsuit. S 2>，其他喽，刚刚呢，爸妈比较担心了呗，多只搞了东拍拍拍，哎呦奶奶，我真累，累不？你嘿，也养活，我养大，到啦，啊，快，冲，口水，我这四姐，我正好去买啦，奶奶家，我路上奶奶哩，车子路偏多。 ဒါလေးဆိုအောင်ကျွန်တော်စားနေကြဂျုံခေါက်ဆွဲရနည်းနည်းလေးကြည့်ရအောင်တော့တော့မြူဆွမ်းဂျုံခေါက်ဆွဲလို့ပုံစံမျိုးပြင်ပါဗျာဂျုံခေါက်ဆွဲဟိုအလုံးသေးတာပေါ့နော်ဒါချပောင်းဆွဲရနော်ချပောင်းဒါမျိုးလာမယ်ချပောင်းဆွဲတိုင်းမှာဒီမှာပျော့ဖတ်နေတယ်ဗျာ လူလာမနွားမပြောတော့ကျပောင်းလည်းတကယ်ဣဆန်နုဖတ်ဥအဂျုံကောင်းသွဲစီချက်တရားနည်းနည်းလေးငန်းငန်းနေတယ်ကလာသူနဲ့ထဲတာများပါနဲ့ဟောပါมิชชั่นคอมพลีท ကဲခုကျွန်တော်ဒီနေ့လာစားသွားတဲ့ဆိုင်လေးကတော့ဒါ46လမ်းအလဲဘလောက်မှာတည်ရှိတဲ့မြစ်ကြီးနားခေါက်ဆွဲဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်တို့နော်ယထာနဲ့မဟာဗန်လူလလမ်းကြားမှာတည်ရှိပါတယ်ကားနဲ့လာမယ်ဆိုလို့ရှိရင်တော့နော်ယထာဘက်ကနေပြီးတော့ဝင်လာရမှာဖြစ်ပါတယ်ဒီနားမှာဆိုလို့ရှိရင်တော့ CB van လည်းရှိတယ်အာဗန် H road နဲ့လည်းပြီးပါတယ်ညိုရဲပေါ့နော်ဒီဘက်46လမ်းဘက်ကိုရောက်ခဲလို့ရှိရင်ပေါ့နော်သူကတော့မနက်6နိုင်ခွဲကနေဒါနေ့လည်း17နိုင်လောက်ထိပဲဖွင့်တာပါဆိုတော့စောစောပေါ့နော်ရောက်ခဲလို့ရှိရင်ဒီဆိုင်လေးမှာသူ့ရဲ့တောကြပ်ပေါင်းမြစ်ချင်းခေါက်ဆွဲအရသာလို့ဒါမီးစမ်းကြည့်ဖို့တော့ကျွန်တော် ောင်းဆုံး recommend ပေးနေပါတယ်တကယ်လည်းရန်စားလို့ကောင်းတယ်เนาะဖွင့်လာလဲ bro ဆိုင်10နှစ်10နှစ်ကြောပြီဒီမှာဖွင့်လာရင်10နှစ်10ကဲဆိုတော့ဒီဘက်မှာတော့လောင်းနေမယ်နှုတ်ဆက်ပြရစီခင်ဗျားတို့ရဲ့စားပေးပါဘာဘာ